အလုံးမင်္ဂလာပါဗျာခုတစ်ခါမှာတော့အဖေရွယ်မှုခင်မိတာကိုအခွင့်ကောင်းယူပြီးတော့နောက်ွယ်မှာတိတ်ခါချခံရတဲ့အကြောင်းပြောပြလာတယ်မိကလေးတူရဲ့ရုပ်တံပြူဖိုင်လေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီပြူဖိုင်လေးကိုကြည့်ပြီးတော့ဝီဖန်သုံးသပ်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာ သက်အရွယ်16နှစ်18နှစ်28နှစ်ပေါ့เนาะအဲ့ဒီအရွယ်အမျိုးသမီးလေးတွေပဲဖြစ်အမျိုးသားလေးတွေပဲဖြစ်ပေါ့เนาะအမျိုးသမီးတွေတော့အဓိကပေါ့เนาะ main ကလေးငယ်လေးတွေအတွက်ဒါကျွန်တော်ကိုယ်တိုင်ဘဝမှာကြုံခဲ့တဲ့အရာလေးတစ်ခုပြန်ပြီးတော့မှမျှဝေပေးမယ်အဲ့ဒါကလေကျွန်တော်ပေါ့เนาะအသက်18နှစ်ဝန်းကျင်လောက်မှာပေါ့เนาะ18နှစ်ဝန်းကျင်လောက်မှာကျွန်တော်ဒီအဖေကိုအရန်ချစ်တဲ့သမီးတယောက်အဖေဆိုတာတော့မမြင်ဘူးပေါ့เนาะ အဖေကိုလည်းအရန်ချစ်တယ်အဖေကိုလည်းမမြင်ခဲ့ဘူးအဲ့ဒီခါမှာကျွန်တော်တို့ကဒါမန္တလေးမှာအလုပ်လုပ်တာပေါ့နော်မန္တလေးတရားဦးမှာအလုပ်လုပ်တဲ့အခါကျတော့လေအလုပ်လုပ်တော့ကို့အဖေကို့အဖေအရွယ်ဦးလေးတယောက်ပေါ့နော် ကို့အဖေအရွယ်ဦးလေးတယောက်ကိုအာကိုကဒီအလုပ်သဘောရခင်မင်းနဲ့အစကားပြောတယ်ကိုရဲ့အဖေလိုဦးလေးလိုမျိုးအရန်ခင်တယ်ပေါ့နော်အဲ့ဒီခါမှာဘာဖြစ်လဲသိလားဒါမိန်ကလေးတွေအထူးထူးသတိထားရမယ်နော်အဲ့ဒီချက်ကလေး ကိုကတော့အဖေအရွယ်မို့လို့လေးစားတမှုနဲ့ခင်နေယုံကြည်တယ်ပေါ့နော်အဲ့လိုမျိုးယုံကြည်မှုပေါ်မှာဘာဖြစ်လဲဆိုတော့လေကိုရဲ့ရှိမှာမဟုတ်ကိုရဲ့ क्वे ရမှာဟာဒီကောင်မလေးကငါအချိန်မီခေါ်လို့ရတယ်ဒီကောင်မလေးနဲ့ငါနဲ့ဘလို့ဘလို့ဖြစ်ပြီးပြီအဲ့လိုမျိုးပေါ့နော်ကျွန်တော်နဲ့ပတ်သက်ပြီးတော့အဆက်ခွဲတိုက်ခါချအဲ့လိုမျိုးအာပလိတ်ဖတ်သေးမှာအဲ့လိုမျိုးကျွန်တော်နဲ့ဘာမှမဟုတ်ဘဲနဲ့အဲ့လိုမျိုးနာမည်သတင်းတွေပေါ့နော်အာဖြန့်ချင်တယ်လို့ဖြန့်ပေါ့နော်ကျွန်တော်ဖုန်းကိုခဏဆိုပြီးတော့မှငှားသွားတယ်ငှားသွားပြီးကျွန်တော်ပေါ့ ဖုံးနေရပုံတွေဖြတ်ချင်တယ်လို့ဖြတ်ဟိုဖွင့်ချင်တယ်လို့ဖွင့်အဲ့လိုပုံစံမျိုးတွေလောက်တာပေါ့နော်နောက်ဆုံးကျွန်တော်တိလိုက်ရတဲ့အချိန်မှာအယံကိုယုံမုံမုံသွားတဲ့အဲ့ဒီလူကိုလေကိုကတော့ကို့အဖေအရွယ်လေးကို့အဖေအရွယ်မှုလို့ကိုကအဖေချစ်သမီးဆိုတော့လေအဖေလည်းမမြင်ဘူးတော့ကို့ပုံမှာဂယူးဆိုင်လူကြီးတွေကကို့ပုံမှာဂယူးဆိုင်ပြီဆိုရင်ပေါ့နော်ဂယူးဆိုင်မှုလို့ခြင်းနဲ့မေတ္တာလို့ခြင်းနဲ့နှွေးထွေးမှုလို့ခြင်းနဲ့အဲ့ဒီစိတ်တစ်ခုတည်းနဲ့ယုံကြည်ခဲ့တာအဝမှာအဲ့လိုမျိုးအဆက်ခွဲတိုက်ခါချနိုင်မဖြစ်တာလေးခံခဲ့ရတာပေါ့ဒါကြောင့်မို့လို့ မိန်ကလေးငယ်လေးတွေအနေနဲ့အသက်ကြီးတဲ့ကို့အဖေအရွယ်ကို့ဦးလေးအရွယ်ဆိုပြီးမယုံပါနဲ့အဲ့လိုမျိုးယောက်ျားတွေကလေကို့ရဲ့ဘဝကိုပို့ပြီးတော့မှဖျက်ဆီးလွယ်တယ်သိလားတကယ်ကို့ရဲ့ဘဝကိုပို့ပြီးတော့မှဖျက်ဆီးခြင်းနဲ့စိတ်သူတို့တွေကလေအာဘယ်လိုပြောမလဲနှအိုမျက်နှူးကြိုက်ဆိုတဲ့ပုံစံမျိုးเนาะအဲ့လိုလူမျိုးတွေနဲ့ဝေးဝေးရှာကို့ကိုအရင်ဂယူးစိုက်လာပြီဆိုရင်ကြက်ကြက်တတိထားတော့ဒါကတော့အဲ့ဒီအချိန်တုန်းကကို့ကြုံခဲ့တဲ့အရာဖြစ်လဲဆိုတော့လေ အဲ့လိုမျိုးတိလိုက်ကပြီးတော့မှာပေါ့နော်ကျွန်တော်ကလုံးဝစကားမပြောတော့ဘူးအာပြီးလို့ရှိရင်ဆိုင်ထဲမှာလည်းကိုတယောက်ပဲမသိရအဲ့လိုကိုကိုရဲ့ကွယ်ရမှာပေါ့နော်ဒီကောင်မလေးနဲ့သူနဲ့ကဘာဘာဘာဖြစ်ထားလဲဆိုတဲ့ပုံစံမျိုးအမှန်တကယ်ကကိုဒီမဲ့တပေါက်တာမဆုံးသေးတဲ့မိန်းကလေးတယောက်နော်အဲ့ဒီအချိန်တုန်းကအဲ့တော့အဲသူခေါ်တိုင်းရတယ်ပေါ့အဲသူပြောတိုင်းရတယ်ဆိုပြီးတော့လေကျွန်တော်က ဆိုင်ထဲကလူတွေကတော့ကိုယ့်ကိုပေါ့နော်ကြည်တော့ကြည်နေဒါပေမဲ့ဘာဖြစ်လို့ကြည်နေလဲဆိုတော့ကျွန်တော်မသိဘူးဘယ်သူ့ကိုမှလည်းကျွန်တော်တိတ်ပြီးခရီးဆိုင်တဲ့ main ခလေးတဲမှာတိတ်မပါနိုင်ဘူးကျွန်တော်ကလေကိုမန်နေတဲ့ကိုလောက်ဆရာရှိတာလောက်တဲ့ကိုသွားဆရာရှိတာသွားတယ်အဲ့လိုပုံစံနဲ့မှပါတယ်အဲ့တော့နောက်နေ့ကျတော့ manager ကျွန်တော်ကိုပြောတာပေါ့နော်သူကတဲ့ငါ့ကိုအဲ့လိုအဲ့လိုပြောဟာမဖြစ်နိုင်ဘူးပေါ့တော့ဒီလိုမျိုးကျွန်တော်နဲ့သူနဲ့ဘာမှလည်းမဟုတ်သလိုကျွန်တော်ကကိုယ့်ရဲ့အဖေပဲမလို့ကိုယ့်အဖေတယောက်လိုမျိုးခင်တာပေါ့နော်အဲ့လိုပြောပြီးတော့တီးပြီးတော့စကားမပြောရချင်မှဘာဖြစ်လဲဆိုတော့သိလား အသက်လေးအမ်အသက်50ကျော်လောက်ရှိမလားမသိဘူးအဖိုးအဖိုးကြီးလည်းမဟုတ်ဘူးကွာ40ကျော်50ဝန်းကျင်လောက်ရှိမယ်လူကြီးတယောက်ကိုလေခေါ်လာတာကျွန်တော်စီကိုခေါ်လာတာနော်အဲအဲ့လိုမျိုးပေါ့နော်ဒီကောင်မလေးကအရန်ချောအရန်လှတယ်ပြောလို့ဘာညာဟာအမျိုးမျိုးပေါ့နော်ခင်ကျင်လို့လိုက်လာတာပေါ့နော်အမှန်တကယ်တော့မဟုတ်ဘူးကျွန်တော်ကြွယ်ရမှာလीကျွန်တော်ကိုကုံကုံပြောမယ်ကွာရရန်ပြောမယ်မိမ့်မပြတ်တယောက်လိုမျိုးပြောထားတာနော်ငွေပေးရင်လိုက်တဲ့ပုံစံမျိုးလောက်ထီကိုသူကပြောထား ဟိုဘိုးတော်ကဘူးမသိပါမသိနဲ့လေကျွန်တော်အဲ့လိုမျိုးခေါ်ခြင်းလို့ပါလာတာဟောကျွန်တော်လေးအမဒေါသတွေထွက်တာသိလားအသားတွေတောင်ဆက်ဆက်တုံးနေစကားလည်းမပြောဘူးကျွန်တော်အပေါ်တက်ကိုတက်ချပါတာကိုကတာကိုပဲသွားပြီးနေနေပြလိုက်တာအဲ့လိုမျိုးမင်းမပြတ်စရင်ကိုကျွန်တော်တွင်းပြီးတော့မှဖြက်စည်းခြင်းလာနော်ဖြက်စည်းခြင်းလာအရန်ရောက်လာတာအဲ့ဒီလူအခုချိန်ဒီလည်းရှိနေအောင်မှာပဲသိလားသူများသားပြုတ်သမီးပြုတ်ကိုအဥကသမီးလေးလို့ခင်တာကိုသမီးလေးကိုသမီးလေးနဲ့အရန်ခယူးဆိုင်တာအရန်ခယူးဆိုင်ချင်အောင်ဆောင်ပြီးတော့ကျွန်တော်ရဲ့ဘဝကိုဖျက်ဆီးချင်တာပေါ့နော်အရန်ရုပ်မာတာ ဒါကြောင့်မို့လို့အမိန်ကလေးတွေပေါ့နော် အကိုအဖေရွယ်မို့လို့ကို့အဖေအရွယ်ဦးလေးအရွယ်ဆိုပြီးဘယ်တော့မှမယုံနဲ့အဲ့ဒီအဖေအရွယ်ဦးလေးအရွယ်တွေကပဲအဲ့ဒီဘဝတွေကိုဖျက်ဆီးပြီးတော့အဲ့လိုဘယ်လိုပြောမလဲမိမကောင်းလေးတွေကနေမိမပြတ်ဘဝရောက်ပြီးတချို့တွေဆိုမထူးဆက်တွေခင်းပြီးတော့မှအဲ့ဒီဘဝတွေမှာပဲလှုပ်ရှားသွားကြတာအဲ့ဒါဟာအဲ့လိုအဖေအရွယ်ဦးလေးအရွယ်ဆိုတဲ့သူတွေကပဲဖျက်ဆီးခဲ့တာကို့လိုမျိုးအပြိုလူပြိုကဖျက်ဆီးတာမဟုတ်အပြိုလူပြိုချင်းချင်းဖျက်ဆီးတယ်ဆိုတာရှားတယ်လူပြိုစစ်စစ်ယောက်ျားလေးတယောက်ကအပြိုမိန်းကလေးတယောက်ကိုလေထိဖို့မပြောနဲ့ဒါမျိုးစစ်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 တုံနေရတယ်ဒါသူလည်းကို့ကိုမထိဘူးကိုလည်းသူ့ကိုမထိ ရဲဘူးကိုယ်ဇရဲလက်ရဲနိုင်လာပြီဆိုတော့အဲ့ဒီအဲ့ဒီယောက်ျားဟာအတွေ့အကြုံရှိပြီးသားယောက်ျားတယောက်သမီးလေးကောင်းပုတ်တာလည်းမခံနဲ့ညီမလေးဆိုပြီးလက်ကင်တာလည်းမခံနဲ့အဲ့လိုယောက်ျားတွေကပဲကိုယ့်ရဲ့ဘဝကိုဖျက်ဆီးပါညီမလေးတို့ဒါကိုထက်ပို့ပြီးတော့မှအတွေ့အကြုံနေတဲ့သူတွေကိုပေါ့နော်ပြန်ပြီးတော့မှမျှဝေပေးတာဘယ်လိုပြောမလဲကိုယ့်အတွက်ပညာရရတယ်ဘ ਹੁ တုတရရတယ်ဆိုရင်တော့ပြန် share သွားပေးပေါ့နော်